အများကြီးတော့ကဲမရိုက်တော့ဘူးမရိုက်ဖြစ်တော့ဘူးပေါ့နော်ကြည်ရတာတမ်းမဲ့ဇလံမျိုးတွေတော့ရိုက်မယ်ပေါ့အဓိကတချို့ကြတာလေကိုယ်ဆက်ဖြစ်ချင်မှလည်းဖြစ်မယ်ဒါပေမဲ့စကားတကားလုံးကောင်းနေတယ်ဆိုရင်လည်းကြည်ရရင်ရိုက်မှာပေါ့ဒီလားကိုရိုက်ချင်တဲ့ quality ရဲ့ကိုရိုက်ချင်တဲ့ဇက်မျိုးရဲ့ဟိုလိုဥစားပြီးပြီးရိုက်ပါမယ်ပေါ့ခါလီကြရင်လည်းကိုရိုက်ချင်တဲ့ဇက်ရုပ်ကလည်းချက်ချင်းမရဘူးဒီလားအခုကိတိမ်ကြည့်လို့မျိုးဇက်ရုပ်ဆိုတော့ကြည့်အရင်တော့ရရင် ဟိုလုံငယ်3-4နှစ်ကလောက်ပြန်ကြီးရိုက်ချင်းနေတယ်ပေါ့ဆိုတော့ဒါပေမဲ့တကယ်ရိုက်ဖြစ်တာကတော့ကြိုင်းနေမှာရိုက်ဖြစ်တယ်ပေါ့နော်ကြည့်တဲ့ကိပရိသတ်တွေလည်းကိကိုမမြင်ဘူးသေးတဲ့ဇက်မျိုးနဲ့ဇက်ယုံမျိုးပဲကဲရွေးပြီးတော့အာစီစစ်ပြီးရိုက်သွားမယ်လို့တော့စဉ်းစားထားတယ်ရှင်ကကလက်ထားရှိတယ်เนาะလက်ထားရှိတယ် ရိုက်ဖို့ကလည်းတကားရိုက်ဖို့တော့စီစဉ်နေတယ်အဲနဲ့သမီးနှစ်ခတ်ကိရဲ့ပထမအဆုံးဇလန်းတွေရတော့မလည်းပြန်အဲပြမှာပေါ့နော် PPTV မှာပြမှာဖြစ်ပါတယ်ဆိုတော့အဲတ िश ူအားပေးပါဦးလို့စိုက်ရတယောက်ကိုရွေးပြီးယူတာချလိုက်တော့ရှင် ရပြီးနောက်ပိုင်းခမောင်းလို့ပြန်ပြီးကြုံတင်မဲ့ဇက္ကာတော့ဘယ်လိုမျိုးဒါသိလို့ရှာမှုရှိနေလဲပေါ့အဲ့လိုတော့မရှိပါဘူးအဲဇက္ကာပြတယ်ဆိုတာလည်းလေဟိုအချိန်နဲ့ရှိသေးတာဘူးเนาะရုပ်ရှင်ပြတာမဲ့အအချိန်ရဲ့ရုပ်ရှင်ရဲ့အပြတာမဲ့အချိန်ရဲ့အကုန်လုံးပေါ့နော်ပြီးစင်ဆာရဲ့အကုန်လုံးဆိုတော့ဘယ်အချိန်ပြမလဲဆိုတာတော့မပြောတတ်သေးဘူးဒါပေမဲ့အဲကဲအဲ့ဒါနဲ့လို့မဲ့ချင်တယ် ောပြမယ်လေနင်းရင်ပြောပြမယ်နော်ကိကတော့ဟိုတစ်ခါပါလဲပြောလို့ပါအများကြီးတော့ကိမရိုက်တော့ဘူးမရိုက်ဖြစ်တော့ဘူးပေါ့နော်အဲကိုတကယ်ဟိုပြိတ္တလဲကြည်ရတာတမ်းမဲ့ဇလံမျိုးတွေတော့ရိုက်မယ်ပေါ့အဓိကတချို့ကြတာလေကိုယ်ဆက်ဖြစ်ချင်မှလည်းဖြစ်မယ်ဒါပေမဲ့စကားတကားလုံးကောင်းနေတယ်ဆိုရင်လည်းကိရရင်ရိုက်မှာပေါ့ဒီလားလည်းလူခါလေးကြရင်လည်းကိုယ်ရမ်းကြိုက်တဲ့ဆက်ဖြစ်နေရင်လည်းရိုက်မယ်အဲတချို့ဆက်တွေကြတော့လည်း အဓိကကိုကြိုက်ကိုရိုက်ချင်တဲ့ quality ရယ်ကိုရိုက်ချင်တဲ့ဇက်မျိုးရယ်ဟိုတော့ဥစားပြီးပြီးရိုက်သွားမယ်ပေါ့ပြီးတော့ပရိသတ်တို့လည်းကြည့်တဲ့ကိပရိသတ်တွေလည်းကိကိုမမြင်ဘူးသိတဲ့ဇက်မျိုးနဲ့ဇက်ရုပ်မျိုးပဲကိရွေးပြီးတော့အာစီစစ်ပြီးရိုက်သွားမယ်လို့တော့စဉ်းစားထားတယ်ဒီနေ့မှာရချင်းနဲ့ဇယုတ်ကိန်းအောင်နေတာရှိရရှိရအများကြီးပဲမမေဘူးအများကြီးပဲဒါပေမဲ့အကောင့်တွေမပေါ်ပြစ်နိုင်ဖြစ်နေတာပေါ့နော်အဲဇညွန်ပိုင်းရော အာအဲ့လိုလေးကြီးပေါ့ဆိုတော့ကိုကရိုက်ချင်တဲ့အဲဇက်ယုံမျိုးတွေဇလန်းမျိုးတွေကတော့အများကြီးရှိတယ်ပေါ့ခါလီကြရင်လည်းကိုရိုက်ချင်တဲ့ဇက်ယုံကလည်းချက်ချင်းမရဘူးတိလားအချိန်ပေးရတယ်ဟိုတိုင်မင်လေးတွေကလည်းအဲ့လိုပေါ့နော်အခုကစ်သိမ့်မကြည့်လို့မျိုးဇက်ယုံဆိုတော့ကစ်အရင်တော့ကရင်ဟိုလုံငယ်3 4နှစ်ကလောက်ပြန်ကြည့်ရိုက်ချင်နေတယ်ပေါ့ဆိုတော့ဒါမဲ့တကယ်ရိုက်ဖြစ်တာကတော့ကြိုင်းနေမှာရိုက်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပဲအခုကစ်တကားရိုက်ထားတယ်အဲ့ကားဆိုလဲ ကအရန်ကြိုက်တာဇက်ဇက်လန်းဒါပေမဲ့အဲ့ဒါကလည်းအခုမှရိုက်ဖြစ်သွားတာပေါ့အဲဆိုအဲ့လိုမျိုးလေးတွေပေါ့နော်ဆိုတော့အချိန်တူဟိုနေရာရောက်သွားရင်တော့လည်းရိုက်ဖြစ်သွားမှာပေါ့အဲ့ဒါကြောင့်ကိကဟိုအခုမေးတယ်လို့မျိုးမေးကုန်ကြတော့ရိုက်ဖြစ်မှာလားဘာလားဆိုစီရောစီစဉ်ကြည့်မယ်ပေါ့နော်ဒါပေမဲ့လည်းတချို့ကားတွေဆိုရင်လည်းရိုက်မယ်လို့ပြီးတော့မှပြတ်သွားတာမျိုးတွေစင်ပီယာမျိုးတွေလည်းဖြစ်တတ်ခဲ့တော့လीဇလန်းတွေဘာကြောင့်ကိကိုရိုက်တယ်လဲလို့မင်းကိပရိတ်တဲ့အတွက်လက်ဆောင် နေနဲ့ရိုက်ပေးတာဟုတ်လို့ပရိသတ်ကဟိုက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 ိုဆိုရုပ်ရှင်တိတ်မကြီးတင်ပြီးတော့နည်းနည်းလေးနောက်ထပ်ရုပ်ရှင်တကားတင်မှုကြအချိန်ရဆောင်ရမယ်ပေါ့နော်အဲ့တော့ကိပရိသတ်တွေရတယ်တောင်းဆိုတာအများနဲ့ဇလန်တွေရဖို့တောင်းဆိုကြရတဲ့အတွက်ကြောင့်သူတို့အတွက်ကိကအဲလက်ဆောင်နည်းနဲ့ကိဇလန်တွေကိုရိုက်ပြတာပေါ့တကယ်တော့ဇလန်တွေရိုက်တာအရန်ပင်ပန်းနေအရန်ပင်ပန်းနေအဲ့လို ဟိုပေါ့ရုပ်ရှင်ကားကြီးထပ်ကိုရိုက်တာလည်းဟိုမတူဘူးပေါ့နော်ဇလန်းတွေကပို့ပြီးတော့ကြီးရိုက်တာနင်းမင်းနဲ့တူတယ်ဟုတ်ပင်မလို့မဟုတ်ဘူးဒါပေမဲ့လေကိုတကယ်တမ်းဟိုလိုပေါ့ကိုရုပ်ရှင်မဲ့အများရန်ရိုက်နေကြဆိုတော့လေဇလန်းတွေနဲ့ကြာကိုတိတ်ပြီးတော့ဟိုမပြောတတ်ဘူးအခုတော့အဲဒီတကားပဲရိုက်ထားတည်တယ်။နောက်ရိုက်ရိုက်မပြိုင်ဘူးကတော့မသေးကြသေးဘူး။ဟုတ်ပြည်သက်ကိုလည်းတောင်းကြည့်ရမှာပေါ့။ဟုတ်တယ်ဟုတ်တယ်။ဒီကတော့ကိပရိသတ်တွေကိုဇလန်းတွေရဲ့မေတ္တာနဲ့ဆောင် အဆောင်မီနဲ့ရိုက်ပြတာပါ။ပြန်လိုက်ပါတော့။ဟိုမှာတို့ကြောင့်ငါအိမ်ကလူကြီးတွေ့။သူ့ဟာဘုံတော်မှကောင်းနေတယ်မဟုတ်လား။ဘယ်လိုလုပ်ကောင်းပါလဲ။ဒီချစ်ကိုလည်းဟင်းချတာပြင်ပေးလိုက်။သူပြန်ပြီးချစ်လာဖို့ကျွန်တော်ဝိုင်းပြီးတော့ဆူတောင်းပေးရပါလို့ပြောချင်ပါတယ်။ကိုဝိုင်းပြောဘူးတယ်လေ။ဟာကိကဲတဲ့အာဒရိုက်တာကိုဝိုင်းကဇလန်းကားတဲ့ဇလန်းတွေ့ရပါတော့။ရိုက်ပေါ်ပါစပရိတ်တက်ကလည်းကိုမြင်ရတယ်ပေါ့။ဆက်ပရိတ်တက်နဲ့လည်းထိတွေ့မှုရှိတယ်ပေါ့။ဆိုတော့အဲ့ဒါလေးလည်း ောင်းထဲမှာရှိသွားတာလည်းပါတာပေါ့။အဲ့တော့အကယ်မီယာပြီးတော့ပရိသတ် fan တွေနဲ့ကတော့မန်လေးမှာတွေ့ခဲ့ပြီးတော့ရန်ကုန်က fan တွေကိုလည်း package ဖြစ်တာလည်းမရတော့ဘူး။အခုအဲ့ဒါတော့အဲ့ဒါတော့အခုက fan တွေဘက်ကနေပူဇော်ပေးနေတာအခုတော့သူတို့ကရန်ကုန်မှာပွဲလုပ်ဖို့ပူဇော်နေကြတယ်။ဟုတ်တယ်။ fan တွေနဲ့ကမွေးနေ့အရင်ကမွေးနေ့ကလည်းရန်ကုန် fan တွေအတွက် ပွဲလုပ်ပေးထားရှိတော့ အာပြီးတော့နောက်တစ်ခုကအလုတ်တရားနဲ့ဒီရပိုင်းကတောက်လျှောက်ဖြစ်နေရလေအဲတောက်လျှောက်ပွဲတက်တည်နဲ့ကြုံညာရည်တည်နဲ့ဆိုတော့နည်းနည်းလေးအချိန်လေးကတော့ညှိညှိဖို့လိုနေတာပေါ့ချိန်ချိန်ကမထွက်လာအောင်ဖြစ်နေအဲ့လိုဟုတ်ကိုပိုင်ချိန်လေးရှိသေးတယ်ဆိုတော့ဒီကလည်းအများကြီးပဲနော်အများကြီးပဲနော်ဟုတ်ကျေးဇူးတင်ပါတယ်လို့အများရန်ရန်ကုန်ဖန်ကြီးကပွဲတိုင်းလူလူကိကိုအာလာရောက်ပြီးတော့ဝန်ရံပေးကြရပေါ့နော်။အရင်ချစ်ဖို့ကောင်းတယ်။အာသူတို့ဘယ်တော့မှလည်းမမောကြအောင်။ပွဲတိုင်းလာရဲပေါ့ အဲသူတို့လေးအဲခြေစွတင်တဲ့မနီယာပွဲကိုလာတဲ့ပြည်သက်တွေအားလုံးလည်းခြေစွတင်ပါတယ်လို့ပြောချင်ပါတယ်။အဲကေရဲ့အမှုပညာအလုံးနည်းနဲ့ကတော့ကို activity တကူနည်းနဲ့ပေါ့နော်။ဇလန်တွေနဲ့သမီးနဲ့ခက်ဆိုရဲဇလန်တွေအစ်အဲပြဖို့ရှိပါတယ်။အဲထွက်ရင်လည်းကြည့်ရှုပေးပါ။အဲအဲဇလန်တွေကတော့တိတ်မကြည့်နဲ့လုံးဝပြောင်းပြန်ဖြစ်သွားမှာပါ။တိတ်မကြည့်ပြီးတော့ဒါဒုတိယမြောက်ဇက်ဇက်ကပေါ့နော်။အဲဘာလို့လဲဆိုတော့ တိတ်မကြီးကတော့အလောင်ပေါ့ဒါကတော့ပြိတ္တတိဟိုလက်ဆောင်နေနေဆိုပျော်ရမယ်ထိလာအဲ့လိုချိလိုက်တာနဲ့ပျော်ရမယ်ကြည်နူးရမယ်အာရီရီစရာလေးလည်းပါတယ်ပေါ့ဟာတာလေးလည်းပါတော့ပြိတ္တအတွက်ချိတဲ့သူတွေအတွက်စိတ်ထွက်ပေါက်ပေးနိုင်မယ်စက္ကာဆိုတာပြောချင်ပါတယ်ကျေးဇူးပါတယ်ဒီ TV လို့ကျေးဇူးပါအမေရမ်းကြောက်ရယ်နော် Thank you Andy ဖြစ်တာအပြောနဲ့မဟုတ်ဘူးလုံးဝတူတူပြမှာညာလည်းလည်းပြပါ